ထိုဂျမ်ပိုက်ကတော့ဂလာတိဩဝရစာခန်းကြီး၄ဖြစ်ပါတယ်ဂလာတိဩဝရစာခန်းကြီး၄အငယ်၁မှ9တဖန်တုံ အမွေခမ်းမြည်ဒီကဥစ္စာရှိသည်များကို ပိုင်ထိုက်တော်သူ ဖြစ်တော်လေအရွယ်မရောက်မီကာလပတ်လုံးအစေပါကျွန်နှင့်တူ၏အဖစီရင်နှင့်သော အချိန်ကာလမရောက်မီတိုင်အောင် အဆောင်အထိန်အဟုတ်ကျုပ်တို့လက်၌ရှိ၏ထိုနည်းတူငါတို့သည် အရွယ်မရောက်မီ လောကီတရားနုလက်၌ ျွန်ခံရကြ၏အချိန်ကာလစေသောအခါငါတို့သည်တားဤအခွင့်အရာကို ခံရမည်အကြောင်းပညာတရားဤလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းကမိမဝမ်း၌ပရိတ်တရေယူ၍ပညာတရားအောက်၌ဖွားမြင်ရသောတားတော်ကိုဘုရားသခင်သည် စေလွှတ်တော်မူ၏ထို့သောတင်တို့သည်တားဖြစ်သောကြောင့်အပအဖဟုခေါ်တတ်သောတားတော်ဤဝိညာဉ်တော်ကိုတင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏ထို့ဖြစ်၍သင်တို့သည်နောက်တပံအစေပါကြုံမဖြစ်သားပင်ဖြစ်ကြ၏သားဖြစ်လျင်ခရစ်တော်အားဖြင့်ဘုရားသခင်ဤအမွေခံလဲဖြစ်ကြ၏အငယ်၈မှ37ထို့တော်လည်းအထက်ကသင်တို့သည်ဘုရားသခင်ကိုမသိသောအခါဇာတိအားဖြင့်ဘုရားမဟုတ်သောသူတို့၏အမှုကိုဆောင်ရွက်ကြ၏ယခုမူကား သင်တို့သည်ဘုရားသခင်ကိုတည်ပြီးမှဟူ၍မဆိုဘုရားသခင်သည်သင်တို့ကိုတည်တော်မူပြီးမှ အာမရှိချမ်းသာမပေးနိုင်သောတရားနုဘက်သို့အဘဲကြောင့်တဖန်ပြောင်းလဲကြသည်။ထိုလောကီတရား၌တဖန်ကျွန်ခံခြင်းဟာအလိုရှိကြပြီတကားနှစ်လနေ့ရက်အချိန်ကာလများကိုစောင့်ကြပြီတကားငါသည်သင်တို့စီမှ အချီးနှီးစူးစမ်းအားထုတ်သည်ဟု တင်တို့ဤအကြောင်းကြောင့်စိုးရင်လျက်ရှိဤညီကိုယ်တို့တင်တို့ကဲ့သို့ငါဖြစ်ဤငါကဲ့သို့တင်တို့ဖြစ်ကြလောဟုငါတောင်းပန်ဤတင်တို့သည်ငါကိုအလင်းမပြတ်မှားကြငါသည် ကိုနာချင်းယောဂာနှင့်တကွာအေဝံဂေလိတရားကိုတင်တို့အားအထက်ကဟောပြောကြောင်းကိုတင်တို့သိကြဤကိုကာယ၌ငါခံရသောစုံစမ်းခြင်းကိုတင်တို့သည်မထီမဲ့မြင်မပြုငါကိုမပယ်ဘုရားသခင်ဤ ကောင်းကင်တမန်ကဲ့သို့၎င်းယေရှုခရစ်ကဲ့သို့၎င်းလက်ခံကြ၏တို့ဖြစ်လျင်တင်တို့ခံရသော မင်္ဂလာကအပေမင်္ဂလာနီအထက်ကကိုမျက်စီကိုထုတ်၍ငါအားပေးနိုင်လျင် ပေးခြင်းဟာတင်တို့အလိုရှိသည်ဟုငါတက်တည်ခံ၏ယခုမူကားငါသည်တမန်တရားကိုတင်တို့အားဟောပြောသောကြောင့်တင်တို့၏ရန်သူဖြစ်တော်သူတထူးတို့သည်တင်တို့ကိုအလွန် ချစ်ကြသည်မှန်စေတော့လျှောက်ပတ်စွာချစ်ကြသည်မဟုတ်တင်တို့သည်သူတို့ကိုအလွန်ချစ်မိအကြောင်းသူတို့သည်တင်တို့ကိုပယ်ခြင်းဟံအလိုရှိကြ၏သို့တော်လည်းတင်တို့နှင့်အတူငါရှိစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည်မဟုတ် အစင်မပြတ်အလွန်ချစ်အပ်၏ခရစ်တော်သည်တင်တို့အထက်၌တည်လျက်ရှိတော်မူသည့်တိုင်အောင်တင်တို့အဖို့တားဖွာခြင်းဝေဒနာကိုငါခံရသောငါချစ်သားတို့ တင်တို့ကိုငာယူမှားခြင်းရှိသောကြောင့်ယခုတင်တို့ကိုကိုယ်တိုင်တွေ့ပြီထူးခြားသောစကားကိုပြောခြင်းငှာအလိုရှိ၏ပညာတရားအောက်၌နေခြင်းသောသူတို့တင်တို့သည်ပညာတရားကိုနားမလည်ကြသလိုပညာတိကျမ်းစာ၌လာသည်ကားအာဗြဟံ၌တားနှစ်ယောက်ရှိ၏တားတစ်ယောက်ကကျွန်မ၏တားဖြစ်၏တယောက်ကကျွန်မမဟုတ်သောမိမ၏တားဖြစ်၏ဟုလာသည် ကျွန်မ၏သားသည်ဇာတိပတိအားဖြင့်ဖွာသောသားဖြစ်၏ကျွန်မမဟုတ်သောမိမ၏သားသည်ဂရိတော်အားဖြင့်ဖွာသောသားဖြစ်၏ထိုအကြောင်းအရာကို ပုံမှန်အားဖြင့်ဆိုသော ထိုမိမနှစ်ယောက်ကပရိညင်တရားနှစ်ပါးကို ဆိုလိုသည်ဟာဂရအမည်ရှိသော မိမသည်ဟုသောပရိညင်တရားတစ်ပါးသည်တိနာတောင်ပေါ်မှစီရင်၍ကျွန်များကိုဖွတ်တတ်သောတရားဖြစ်၏အကြောင်းမူကားဟာဂရသည်အာရပ်ပြည်၌ရှိသော တိနာတောင်ဖြစ်၏ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏မိမိသားများနှင့်တကွကြုံခံရ၏အပေါ်မှရှိသောယေရုရှလင်မြို့မူကားခတ်သိမ်းသောငါတို့၏အမြင့်ကြီးဟုသောကြုံမှမဟုတ်သောမိမ့်မှဖြစ်သည်ကျမ်းစာလာသည်ကားတားမဖွာသော အမြုံမှဝမ်းမြောက်လောတားဖွာခြင်းဝေဒနာကို မခံသေးသောမိမ့်မှကြွေးကြော်အော်ခဲ့လော အကြောင်းမူကားစွန့်ထားသော မိမ့်မှသည်လင်ရှိသောမိမ့်မှထက် ตา၍များသောตาတို့ကို ဖွားမြင်ပြီဟုလာတည်းညီကိုတို့ငါတို့သည်ဤဆက်ကဲ့သို့ဂရိတော်နှင့်ဆက်ဆိုင်သောตาဖြစ်ကြ၏ထိုအခါဇာတိပဂရိအဖျင်ဖွားသောตาသည်ဝိညာဉ်တော်အဖျင်ဖွားသောตาကိုညှင်းဆဲတကဲ့သို့ထိုဤသူယခုပင်ဖြစ်၏သို့တော်လည်းအပေတို့ကျမ်းစာလာတည်းဟုမူကားဂျွန်မနှင့်သူ၏ตาကိုနှင်ထုတ်လော့ဂျွန်မဤตาသည်ဂျွန်မမဟုတ်သော မိမဤตาနှင့်အတူ အမွေမခံရဟုလာတည်းယခုတွင်ညီကိုတို့ငါတို့သည်ကြုံမ၏သားမဟုတ်ကြုံမမဟုတ်သောမိမ့်မ၏သားဖြစ်ကြ၏โอเคနောက်ချမ်းပိုက်မှာပြန်တွေ့ကြမယ်ဘိုင်